ဥပဒနာရှိရမယ်လို့မဲ့လောက်ကသူကဥပဒနာရှိရမယ်လောက်ကကျတော့အင်းလိုက်အားလိုက်လောက်ရမယ်လို့ပေါ့ဗျာမဲ့ပေါ်ဘောလောက်ကတော့ဥပဒနာမဲ့ကအနန္တရပြေလျှော့ဘူးဗျာအနန္တရပြေလျှော့ဆိုတော့မဲ့မဲ့ကပြေခေါင်းငါလောကုတ္တရာမဲ့ကအနန္တရပြေရှိပြေစုပန်ဆိုတော့ပစ္စည်းရှိပါပြေစုပန်ဆိုတော့အကျိုးကပေါ်တော့ဒါဖြင့်ကျတော့ကအကြောင်းသာလုပ်ဖို့လိုပါတယ်အကျိုးလုပ်ဖို့ရလိုသေးလားဒါဖြင့်ခင်ဗျားတို့ကြိုးစားရမယ်လောက်က ကိုယ်စိတ်ကိုကိုယ်ကဲခါရမယ်ဝိပဿနာမယ်ဆုံးဖြတ်ချက်ချရပြီကိုယ်စိတ်ကိုကိုယ်ကဲခါရမယ်ဝိပဿနာမယ်တော့ဒီနေ့လေးလေးစားစားမှတ်ပါဒီနေ့လေးလေးစားစားမှတ်ပါကျမ်းစုံလည်းပြောနေတယ်လူရဲဆိုင်အောင်လည်းပြောနေတယ်ဒါနိဗ္ဗာန်ကြောင့်ကိုယ်ပဲလိမ့်မယ်ဥက္ကမောင်းနိဗ္ဗာန်ကြောင့်ကိုယ်ပဲလိမ့်မယ်ဆိုတဲ့ဥစ္စာရှင်းရှင်းလင်းမှတ်သမ်းပါအရင်ကဓမ္မတော့ဒီနေ့ကစကားပဲပြန်သုံးလိုက်ပါဦးတော့မယ် ဒီနေ့ဇေကပြန်သုံးတော့မယ်ဆိုတော့ဥက္ကမပဲဝါးစိတ်နှလုံးကိုဥဝါရပွတ်တာပေါ့ပဲပွတ်တော့ဘူးမလားလေဩငကူကပါလာတဲ့အပူလာအားစိတ်မှုကြောင့်ပူလာလားရှင်းလားဒါကအားစိတ်မှုဘူးလာအားစိတ်မှုကြောင့်ဘူးလာလာတော့သိပါပြီတဲ့နောက်မိကျွက်လာတဲ့ခါကျတော့ခမားတို့အားစိတ်မှုမပါဘဲနဲ့ထွက်သလားအလိုလိုထွက်လာလားဒါဖြင့် မိဘူးလောင်ပေါ့လို့ရှိရင်မိဖက်တာမိဘူးလောင်ပေါ့လို့ရှိရင်ဒါကမိရိနာပညာလားနော်မိရိနာပညာကလာတော့ခမည်းတော်ကဝိပဿနာရှိုံပဲမက်ကလုံးလုံးပေါ်မယ်ခမည်းတော်ကပူအောင်လို့မရှိတယ်မိအလိုလိုထွက်လာလိမ့်မယ်တပိတော်မတ်မရသေးဘူးဖျက်လူသေးပဲဖျက်တပိတော်ရှာအောင်မဖျက်လုံးနေတဲ့ဒါသာရှိရှင်းမလားရှင်းပြတာရှိနေပါကြဓမ္မကိုယ်စိတ်သာကိုယ်ကဲခတ်နေပါလို့ ကြီးစွာသောသတိပေးလိုက်ပါလေ။ဘာကဲခါရ။ကိုယ်စိတ်ကကိုယ်ကဲခါဖို့လို့ကခမည်းလေးအလုပ်။သောတာပန်ဖြစ်ဖို့ရခမည်းတော်လုံးမရှိပါဘူး။ကိုယ်စိတ်ကိုယ်ကိုယ်ကဲခါလိုက်လို့ရှိရင်ဥပဒနာညာရင်လာလို့ရှိရင်မညာပေါ်လာမှာပဲ။ဥက္ကမောင်ကျင်းနဲ့ပလား။ကျုပ်လုတ်တော့လုံးနေတာပဲဗျ။ခုတော့ဒီနိဗ္ဗာန်မြင်တဲ့သောတာပတ္တိမကမလာသေးဘူး။ခမည်းတော်ကြီးရင်ကြီးတယ်။ဟာမေးထွက်လာအောင်မဘူးသေးလို့ပါ။ ရှင်းကြဘယ်လိုဆိုကြပါဒါပြန်ကလည်းဝိပဿနာအလုံးနေလေးလို့ဆိုအောင်မနဲ့ဆိုကြအဲ့တော့အလုံးနေလေးတော့မိသက်လာအောင်မပူသေးလို့မထွက်သေးတာခင်ဗျားတို့ကမိသက်လာအောင်ဖတ်ပတ်တဲ့လို့ဟာကုတ္တဝံပေါ့သူများတောင်းလို့ဆိုလို့ရပါအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေမှာတဲ့ ကိုတာဝံသူတာဝံဆိုတာနှဝန္ဒဗေဒကာလာသိလိုက်တော့ဝိပဿနာလုပ်ဖို့ကိုတာဝံမဲ့ရဖို့ကမဲ့ပေါ်လာဖို့ရမဲ့ရလို့သူ့အတူဝန်းလာမှာပဲမဲ့ရလို့ကပါရတဲ့ဓမ္မတွေသူ့အတူရင်းလို့ပေါ်လာတာပဲရှိဘေပင်ဆိုင်ဖို့ပြေသည်ဘေပင်ဆိုင်ဖို့ရဥက္ကမောင်းပြေသည်စားခြင်းတဲ့ပုဂ္ဂိုလ်တာဝံပြေသည်ဒီဖို့ရနေပြေသည်မဲ့ဖို့ရတော့ဘေပင်ဤတာဝံပေါ့ဗျာမှန်ပါ ရတကဆိုင်ပြည်ရေလောင်းပေးတာကျွတ်တော့လောကသီးပါးစီဆူတောင်းနေဖို့မဲ့ပါးစီဆူတောင်းနေဖို့ကချွတ်တော့လုံးမရှိပါဘူး။ရှင်းမလား။ဒါတော့ရေရေပဲကောဘုံမမရှိအောင်ရေလောင်းအောင်မြေလောင်းမြောက်အောင်ဒါကျွတ်တော့လုတ်ဖဲဗျာ။ဒါကတော့ကမသီးပါးစီဆူတောင်းဖို့ကျွတ်တော့ပါရဲ့လား။မဲ့ပါးစီဆူတောင်းဖို့ကော။ကျွတ်တော့ဒီအပင်ကြီးပွားရေးတာလုပ်နေဖို့ပဲ။ဒီမှာလဲကျွတ်တဲ့သဏ္ဍာန်မှာဝိပဿနာဉာဏ်နဲ့ဒကာဓမ္မတွေဘယ်စိတ်လာလာပုထုဇဉ်သဏ္ဍာန်မှာလာတဲ့38ပါးသောစိတ် ဟုတ်လားဒါတွေကခမည်းတော်ကဘုရားနာပေါ်တဲ့စိတ်ကိုယ်သာရှုနေကြမှာဘာမှမရှိရင်ရှုစိတ်ဆိုင်စိတ်ကိုရှုတဘောကြလောဘလာရင်ဘာလုပ်လဲဖြစ်ပြရှုပဲလောဘလာလို့ရှိရင်လည်းဘာပါလဲကဲခတ်ကြည့်တဲ့အခါကျတော့ဖြစ်ပြီးပြတ်သွားတဲ့ဓမ္မပဲခမည်းတော်တို့လောဘရဲ့လို့တွေ့တယ်ဘာတွေ့မှာလဲဩအနိစ္စပဲတွေ့တယ်ဗျတဘောပါကြဘာတွေ့ပါလဲ <laughs> ဒေါသလာလို့ရှိရင်လည်းနောက်ကနေကဲခတ်လိုက်ပြန်တော့ဒေါသတွေ့သလားဖြစ်ပြက်တွေ့ဖြစ်ပြီးပြက်သွားတာပဲတွေ့တယ်ဆိုတာသဘောကျအဝိဇ္ဇိကိစ္စလေးလာတာလေးကိုလည်းဒကာဓမ္မတွေကနောက်ကကဲခတ်တာဘောကိုပန်ကိုကြည့်တယ်လို့ပဲသူဝိဇ္ဇိကိစ္စလေးတွေ့လားဒကာဓမ္မတို့ဖြစ်ပြက်ပဲတွေ့တယ်ဒါပြန်သမောစိတ်တန်သမောစိတ်တန်ဤပဇာနာတိဆုံညာတော့လေဒကာဓမ္မတို့တွေ့တာကတော့သမှုရိယဓမ္မနုပတိဘဝေဒနာသူဝေဒတိ ဝေယဓမ္မနုပတိကဝေနာတုဝေသမှုရိယနဲ့ဝေယပဲသွားတွေ့ရှင်းမှုနဲ့ပြတ်မှုပဲသွားတွေ့ရှင်းညာလားမောဟတွေ့လားရှင်းမှုပြတ်မှုတွေ့လားအဲအဲ့ဒီတော့တရားဓမ္မတို့သတိပဋ္ဌာန်ပါဠိတော်မှာလဲရှေ့ပိုင်းနဲ့နောက်ပိုင်းဆက်ကြည့်ရတယ်ရှေ့ပိုင်းနဲ့နောက်ပိုင်းဆက်ကြည့်ရတယ်တရားသစ်တို့ရနော်ဝေနာရှုဝေနာရှုဆိုမဲ့တွေ့တဲ့ဘက်ကဝေနာတွေ့ပါလားတကယ်ရှုလိုက်တဲ့အခါကျတော့မရှိမှုတွေ့ပါလားမရှိပါဘူး ဒါဖြင့်ဟုတ်တော်အဘာဝထေနအိဋ္ဌံဆိုတဲ့တိုင်ဟုတ်တော်ဖြစ်ပြီးအဘာဝထေနအိညာနဲ့မရှိခြင်းတွေပဲနဲ့အိဋ္ဌံအိဋ္ဌပဲဆိုတဲ့တိုင်အင်းတရားဓမ္မတို့အကဲခလိုက်တဲ့အခါကျတော့ဝေဒနာမတွေ့ပါဘူးဗျာတပိတော့အိဋ္ဌတွေ့ပါတယ်သဘောကျဗာရင်းများတွေ့ရဲ့ဒီအိဋ္ဌကလည်းသူများအိဋ္ဌလားမိမိခန္ဓာအိဋ္ဌလားပေါ်လိုက်ပေါ်လာပြီကိုယ်စိတ်ကိုကိုယ်စိတ်ကဝိညာဉ်နဲ့ခန္ဓာကို ဒဂရမဝိညာဉ်အိဆာလားမိမိခန္ဓာအိဆာလားအိဆာပါဘုရားဟောတဲ့နေရာကြဒဂရမတို့အကဲခက်လိုက်ပါရောကိုယ်သိကိုမြင်တော့လားအကဲခက်လိုက်တော့ဘာမြင်ပါလိမ့်ကိုယ်ခန္ဓာအသိကိုမြင်တယ်ဒီကမောင်ကြီးဘာတွေ့ကြဒဂရမတို့နော်တဲလက်ဖတ်တယ်မလားဒဂရမတို့ကိုယ်သိကိုမြင်တယ်ဆိုတဲ့စကားလေးတစ်လုံးဟာအမှန်ရေးကြည့်ပါလေဘယ်လောက်ကြည့်အောင်ရေးကြည့်တယ်လို့ဆိုတော့ သေးတာကိုဒကာရမတွေကဲခတ်ကြည့်ကြမှာမရဏံပသစ္စာဩဒကာရမတွေသစ္စာတွေ့ဖန်တော့သစ္စာတွေ့ပြီတွေ့ပြီတွေ့ပြီကိုယ်တွေကိုမြင်တာဟုတ်မရဏံပိဆောဘာတွေ့ပါလဲဩအသေးဆိုတာတခြားကအောင်မြင်တယ်ဒုက္ခသစ္စာတွေ့တာပါလားဆိုတော့သာသနာတခါတည်းဒကာရမတွေဘယ်ပုဂ္ဂိုလ်နိဗ္ဗာန်ရောက်ပါတယ်ဆိုတာဒီဒကာရမတွေ သစ္စာမသိဘဲနဲ့ဘာမှမရောက်ဘူး။ဒါကြောင့်ဓမ္မစကြာမှာသွားကြည့်တယ်မှာပေါ်လာ။ဒကာဓမ္မတွေဒီပြန်တိုင်းဒီကြောင်ပြောကြရတယ်တော့ရှိတယ်ပေါ့ဗျာ။ဒါကဓမ္မစကြာကအားလုံးနဲ့ဆက်ဆံတယ်။ငါသည်သစ္စာမသိသေး။ထို့အခါဖရာဟူ၍ဝမ်းခံသေး။မပါဘူးလား။ငါသည်သစ္စာမသိသေး။ထို့အခါဖရာဟူ၍အကျင့်ခါသစ္စာသိ။ထို့အခါဖရာဟူ၍ဝမ်းခံ၏။ဒီခမည်းတော်

မိမိသိမိမိသိတာကဘာသစ္စာဖြစ်လဲ။အော်ခမရတို့တခါလဲကိုနေရာကျသွားပြီတဲ့ကိစ္စဉာဏ်ဗရဟတော့ပြန်ဒါဒုက္ခသစ္စာလို့သိတယ်။နောက်ကြတော့အော်ဒါသိခြင်းလို့သိတာမဟုတ်ပါလားတရားဓမ္မတို့ဒီစိတ်ကလေးကလည်းအကြောင်းချုပ်လို့ဒီစိတ်ကလေးကဘာလဲ။အကြောင်းချုပ်လို့အကြောင်းချုပ်လို့ရုပ်ချုပ်တဲ့တရားလေးဆိုတာလွဲရမလား။အဲဒါကြောင့်ဝိညာဉ်ချုပ်လို့နာယုတ်ချုပ်တာပဲတရားဓမ္မလေ။ နာယုတ်ချုပ်လို့ပါဆိုကြမယ်ဝိညာဉ်ချုပ်တယ်ဒီလိုပြောမှန်ရေးဝိညာဉ်ချုပ်လို့နာယုတ်ချုပ်လို့ဝိညာဉ်ချုပ်တယ်ဒါကနရကလာပိတုသံယုတ်ပါဠိတော်နရကလာပိတုသံယုတ်ပါဠိတော်တရားဓမ္မတော့ဝိညာဉ်နဲ့နာယုတ်ဟာဒီလိုပြီးနေပါလေတခုချုပ်ပြုတ်လိုက်ရင်တခုလဲတာပါပဲတပည့်ကြအဲ့တော့အာလုံးတရားတစ်ပါးလုံးကမှတ်လိုက်ကြမှာနာမရူပနေရောတာဝိညာဏနေရောတော့ရှင်းပြီနော်ဒီစိတ်လေးချုပ်ပုံပြပါလေ ဝိညာဏနေရတာအဲသူတခုရှုပ်လိုက်လို့ရှင်ခန္ဓာ၅ပါးကုန်ပါလားဒါကြောင့်တလုံးသေးကိုဘုရားတိုင်လိုက်သဘောကျလားဒီတလုံးကရှုပ်ခန္ဓာ၅ပါးကုန်ပါပါတယ်ဆိုတာလေးစားစွာနဲ့မှတ်လိုက်တော့ရမလားတို့တော့ခင်ဗျားတို့မြင်တာလည်း၅ပါးစလုံးမြင်တာမဟုတ်ပဲမရှိတာသိတာဆိုတော့ဒီထင်မရှိတာ၅ခုစလုံးမရှိသွားတယ်သဘောကျကြမရှိတာလည်း ဲငါတို့ကတော့မရှိတာကိုကျွတ်တော့မသိဘူးလားဗျာအဲအကဲခတ်လိုက်တော့သိပါတယ်ဆိုတဲ့ဖြင့်တရားဓမ္မတို့မရှိတာနေရှာအကဲခတ်တာကမေကဖြစ်သေးဘူးလားဟုတ်တော့ဒီတော့မှလာကြည့်တော့ဒါလူမလားလူလိမ္မာလားလို့နေတဲ့ခါကျတော့မက်ပေါ်နေတဲ့အတွက်ဘယ်လိုဆုံးရချာလူလိမ္မာဆိုတော့ဒီဘက်ကအဝိဇ္ဇာဒီတဲ့စဉ်းစားကြည့်ပါလားတမာရိတိဆိုတဲ့ဥစ္စာကြီးညံမှန်းမဟုတ်လားဒါပြန်အဝိဇ္ဇာမက်ကင်လာတဲ့ကအဝိဇ္ဇာကချုပ်ကိုယ်တိုင်ကိုမြင်တော့ဒီသေးလိုခြင်းသေးရဲ့ မလို့ချင်းတော့တဏှာကချုပ်တော့ဝိညာဉ်တဏှာကဒီနောက်ကချုပ်ဒီနောက်ကချုပ်နေတော့ဒီဘက်ခန္ဓာသက်ပေါ်ပါအောင်လားခန္ဓာသက်မပေါ်ဘူးဆိုတာသိကြကြလားသိပါဘူးဩော်ဒါဖြင့်လူမိုက်နဲ့လူတိုင်းမာဒီဘာတို့ပါလဲမလို့ဆိုတော့လူမိုက်ကဗြမစရိယာကျင့်ကျင့်တော့ကြဒီဘက်ကအဝိဇ္ဇာတဏှာချုပ်တယ်အဝိဇ္ဇာတဏှာချုပ်တော့ကြနောက်ခန္ဓာမရဘူးလူတိုင်းမာကလူမိုက်ကပြန်ဝိဇ္ဇာတဏှာလာတော့ကြောင့်နောက်ခန္ဓာရပါတယ်ဒါကြောင့်လူမိုက်ဖြစ်ရတယ် ပြန်မလားလူမိုက်ဆိုတာဒကာဓမ္မတို့အဝိဇ္ဇာတဏမချုပ်လို့နောက်ခန္ဓာရတာပါခေါ်ကြအဝိဇ္ဇာတဏချုပ်တဲ့ပုဂ္ဂိုလ်နောက်ခန္ဓာရသည်ဒါပြန်လူမိုက်နဲ့လူလိမ်မှာဘာထူးဆုံးလို့ဘာရပါဏိတတုတ်ဟောတဲ့အခါဘုန်းကြီးတနည်းကပြောတဲ့အတိုင်းယနေ့ဒီနေ့ဒီဘာရပါဏိတထူးချောင်းကိုထူးကြဲထူးအောင်ဆိုတော့ဩလူမိုက်ကဗြဟ္မစရိယအချင်းကျင့်လို့အဝိဇ္ဇာတဏချုပ် လူလင်္ကာကလူမကဗြမစရိယာကျင့်မကျင့်တော့ကြောင့်ဒကာဓမ္မဆိုအဝိဇ္ဇာတနာမချုပ်ဘူးလူလင်္ကာကဗြမစရိယာကျင့်ဆိုတော့ဖြစ်ပြနေမဲ့နဲ့ကဲအောင်လို့တော့ကြောင့်အဝိဇ္ဇာတနာပဲနေချုပ်တော့ကြောင့်နောက်ခန္ဓာပဲနေတော့မလာတော့ဘူးဆိုတာသိကြပါလားအဲ့ဒီကဲတော့သိကြတော့နောက်ခန္ဓာမလာတာဒီဒကာတော့မလဲတံသာရရင်နောက်ခန္ဓာလုံးဝမလာဘူးလာသေးရဲ့အဲ့ဒါကြောင့်တို့တော့အခုတော့ပြန် တကယ်ဓမ္မတွေသိတဲ့အတိုင်းဒိဋ္ဌိဖြုတ်နေတဲ့တည်းပထမမဲ့ရဖို့အလွန်ရေးကြီးနေ။ဒါနဲ့ပြင်ဥက္ကမရေခမရသနာမှာပေါ်တဲ့စိတ်ကအကုသိုလ်စိတ်၁၂ခုကလည်းပေါ်နိုင်လာကြီးဖြစ်နေ။သဘောကျလား။အဟိစိတ်ဒီစိတ်ရှိကူတယ်ကလည်းဟာတိတို့ကခြံလာပြီးကျန်တာတွေကပေါ်နိုင်လာကြီးဖြစ်နေနော်။မျက်လုံးမျက်စိစိတ်နားစိတ်နှာခေါင်းစိတ်တွေကလည်းပေါ်နိုင်မလား။မာကုသိုလ်စိတ်၁ခုဆိုတာလည်းပေါ်နိုင်လာကြီးဖြစ်နေတယ်။သဘောကျလား။အဲ့တော့မာကုသိုလ်၁ခုတွေ ေါ်နိုင်လာတယ်ဖြစ်နေတော့ဒကာဓမ္မတို့ဒီပေါ်လာတဲ့စိတ်တွေကိုခမရတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဒီထက်ကမိုက်ငါးပါးထားပြီးဒီကားလည်းမိုက်ငါးပါးနှုတ်ပြီးရှုအောင်ပါတဘောကြလားခိုင်းတာဖြင့်အခုဘုန်းကြီးပြောလိုက်တဲ့နေ့ကဘယ်လိုဖို့တန်ကြုံဆိုတော့တပည့်တို့ဘာရှုရမလုံးဆိုတဲ့အဖြေအသေးချာထွက်ပါဘာရှိရမလို့မေးကြမလို့တော့ဘာကြောင့်ကိုယ်စိတ်ကိုရှုกว่า ဘယ်လိုပါလဲဒါဖြင့်ဒကာဓမ္မတို့ကိုယ်စိတ်ကိုရှုဆိုတော့ကိုယ်စိတ်မဖြစ်ရင်လည်းကိုယ်တည်တော့မယ်ကိုယ်စိတ်မဖြစ်ရင်ဘောရစိတ်ကိုနောက်စိတ်ကရှုနေလို့ရှိရင်လည်းကိုယ်ရှင်တော့မယ်ဒါဖြင့်ဒကာဓမ္မတွေရှုစိတ်ကတည်ပြီးနောက်စိတ်နဲ့သက်ရှင်တယ်ဆိုတာသိကြပါလားဥက္ကမောင်ကြီးဘယ်လိုပါလဲနောက်စိတ်နဲ့သက်ရှင်တော့ဒါဖြင့်ဘုန်းကြီးကတနေ့ကပြောလိုက်ဒကာဓမ္မတို့အသေးအရှင်းနဲ့ကြည့် နေ့ဒီနေ့ကမျိုးမျိုးပဲဘယ်လိုပြောလိုက်ပါလဲဒါခင်ဗျားတို့အရှင်စိတ်ကိုအသေးကိုအရှင်ကကြည့်ဆိုတော့မိသေးဘူးလားပြုတ်ကနဲ့နဲ့ကြည့်ဆိုရင်ရောအနိစ္စနကမက်ကလိုက်ပါလိဆိုရင်ရောမိကကြီးပဲဒီစကားသုံးမှုတွေအကုန်မိကကြီးပဲဆိုတော့သဘောပါကြအဲဒါကြောင့်ဒကာဓမ္မတို့ဘယ်စိတ်ရှိရမှာတော့လို့မေးရင်မနဲ့ဖြေကြအဲမိမိစိတ်မိမိရှိဦးမယ် ဘာကြမိမိစိတ်လောဘလာလို့ရှိရင်မိမိစိတ်လောဘကိုဖြစ်ဖြစ်ရှုမိမိစိတ်လောဘလားမိမိစိတ်ကအိတ်ကလာပြန်တယ်မိမိစိတ်ကသူတို့ကဝန်ကြံတယ်ဖြစ်ဖြစ်ရှုတဲ့ဒေါသရှိတာကြီးပဲမှားရမှာပဲခွဲဖြစ်တဲ့တရားတွေငိုဒေါသရှိဘာမှမင်းနေတာဒါဇာတာသံယုတ္တဓမ္မတွေပဲဆိုတာသိကြပါလားကဲရုပ်စွာဆုံးတရားဓမ္မတော့မိမိပြုထားတဲ့ကုသိုလ်လေးတောင်မှဘာလို့อ่ะ ဖြစ်ပြရှိပါလိမ့်မယ်ဥပဒနာဟုတ်တယ်လေကုသိုလ်စိတ်ကလေးနဲ့အသက်ရှင်နေတာအဲ့ဒီအသေးလေးကျွတ်ကမကြည့်ရပါဘူးလားကြည့်ပါဘူး။ဒါမှမင်းမြင်စိတ်ကလေးပေါ်လာတော့လည်းဘာလို့ပါမြင်စိတ်ဖြစ်ပြရှိကြားစိတ်ကလေးလာပြန်တာနှကောင်းလည်းနှကနားလည်းလှိုက်တာပေါ့နော်အဲနှောင်စိတ်ကလေးလာပြန်တော့စားစိတ်ကလေးလာပြန်အေးရားစိတ်ရံစိတ်ကလေးလာပြန်အဲကိုယ်ပေါ်မှာရားစိတ်ရံလေးပေါ်လဲကိုယ်ပေါ်မှာရှောက်ရှုနေအဲ့တော့ဒကာဓမ္မလည်းအင်းကြတဲ့ခြိုင် ထိုင်တဲ့ခါကျရှင်များသောအဖြစ်တော့ဒကာဓမ္မတွေထိုင်ပြီးအာနာပါနာလေးလှုပ်ပြီးဒီကရနိုင်နာရီရမှာစိတ်ထားပြီးဒီကရထွက်လေဝင်လေလေးကိုအထမန်သိဝမန်သိလေးပထမလေးလှုပ်လှုပ်ရကနေပြီးကရရာစိတ်ပိုင်းရာစိတ်စီလိုက်ဒါတွေကုန်ဖြုတ်မြင်စိတ်လာရင်ကြားစိတ်လာရင်ဒါသမားတွေဒီယုံလေးတဲ့အာနာပါနာကဖန်တာသူ့လိုချင်တာမဟုတ်ပါဘူးသူကကာယ ानु ပါဒနာကိုဘုန်းကြီးတို့ကစိတ်ကြ ानु ပါဒနာကဒိဋ္ဌိဖြုတ်ချင်တာကို ဘာမှသောတာပန်ဒီကျင်တော့ဒိဋ္ဌိကဖြုတ်ခြင်းသဘောပါကြဒါဖြင့်ဒိဋ္ဌိကဖြုတ်ခြင်းတော့စိတ်ပေါ်ရလိုက်မှဩငါမြင်တယ်ဆိုတော့ပတ္တပညာလည်းပျောက်သွားမှာပေါ့ဗျာငါကြားတယ်ဆိုတော့ပတ္တပညာရောပတ္တပညာဆိုတာငကူလုံးကတ္တဝါထင်းနေတယ်ဒါဒိကြားစိတ်ကိုငါထင်းနေတယ်ငါနံလိုက်တာငါစားလို့ကောင်းလိုက်တာငါရားလိုက်တာငါကောင်းနေလိုက်တာငါကြံစည်နေလိုက်တာဥက္ကမစိတ်ပေါ်မှာဘယ်လောက်ဒိဋ္ဌိများအဲ့ဒါကြောင့် သောတာပန်တည်ခြင်းဘယ်ဟာအရင်ဖြစ်အောင်အဲဒါကြောင့်စိတ်ဓာတ်ဥပါဒနာကစပေးတယ်ဆိုတာလဲရှင်းတ်ပလားရှင်းတ်ပါဘူးဒါဒါဖြင့်ဒကာရမတို့ဘယ်စိတ်ရှိရမှာပါလိမ့်မလဲကိုယ်စိတ်ကိုရှိကိုယ်စိတ်ကိုရှိဆိုတော့ဒကာရမတွေကဘယ်များသောရှိရမှာပါလိမ့်မလို့လို့မေးမနေနဲ့တော့မေးရင်အယူကြမေးရင်ဘယ်လိုရှိရမှာလဲဘယ်စိတ်ကိုရှိနော် ဝိသေကသာသနာလေးကြီးဆက်လာနေရင်ကောသာသနာလေးကိုရှိမရှိတာကြည့်ပေးပြောကျင်တဲ့စိတ်ကလေးလာလို့ရှိရင်ကောရှိမရှိကဲခလိုက်တော့ဘယ်အကဲကတဲ့စိတ်လာရင်သူရှိသေးရလားအဲ့ဒီကဲတဲ့ဒကာဓမ္မတို့ရရလေးရှိနာနာလေးရှိပြောပြောကျင်တဲ့စိတ်ရှိရှိလိုက်တဲ့အခါကျလို့ရှိရင်ဖြင့်ဖြစ်ပြီးပြက်တာဗာသစ္စာမြင်တာကဒါဖြင့်နောက်ကအဝိဇ္ဇာတဏှာကမသေးဘူးလားသေတယ်တရင်ကတော့သေချာသေးပြီ ်တရင်ကမတည်ဘူးလားဒါပြန်ဝိဇာတနာတည်တဲ့ဟာဥက္ကမောင်နောက်ခန္ဓာလာပါဦးမလားအင်းဒါလူလိုက်မှာမလားနောက်ခန္ဓာမရဗမစရိယကျင့်ကျင့်လို့နောက်ခန္ဓာမရဘူးလူလိုက်မှာတော့ဗမစရိယကျင့်မကျင့်တဲ့အတွက်မက္ခဗမစရိယကျင့်မကျင့်တဲ့အတွက်ဒကာဓမ္မတို့လူလိုက်မှာမှာတော့နောက်ခန္ဓာဒုက္ခသစ္စာကြီးရဒါဖြင့်တူတူပြောကြပါစို့နိုင်ရစိတ်နေတော့ဒုက္ခသစ္စာမမြင်လေကာလပတ်လို့ဘယ်ကကာလမှနိဗ္ဗာန်မရလို့မှား ဒုက္ခသစ္စာကိုဘယ်ခါကာလမှာဒါဖြင့်ဖြစ်ပြတာသစ္စာတော့ရှင်းမလားမြင်လို့ရှိရင်ရှင်းရပါလားဒါဖြင့်ဖြစ်ပြကဒုက္ခသစ္စာမြင်တာကသိတာကအဲဝိဇ္ဇာတနာသေးတာသမှုရိယချုပ်တာနောက်ခန္ဓာမလာတာကဟောသစ္စာလေးပါသွားကြိုက်